မင်္ဂလာပါရှင် ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ကိုလိုနီခေတ်မှသည်ယနေ့အချိန်ထိတိုင်ထင်ရှားနေဆဲဖြစ်သောစာပေကောင်းများစွာကိုဖန်တီးခဲ့သူနာမည်ကျော်အခြေဝတ္ထုရေးသူဖြစ်လူသိများသလိုကလောင်ခွဲတွေနဲ့စာဆောင်ရေးနိုင်သူရှုမောဟာဆန္နာစတဲ့တကွန်ဆိုင်မဂ္ဂဇင်းကြီးတွေကိုတီးဖြတ်ပေးခဲ့တဲ့အဒီတာကောင်းတယောက်ဖြစ်လဲထင်ရှားခဲ့တဲ့ဆရာတင့်တဲ့အကြောင်းကိုဖော်ပြပေးသွားမှာဖြစ်ပါရဲ့ရှင်ဒီအကြောင်းအရာလေးကိုမပြောပြခင်မှာယခုလိုဘူးတုဒ္ဒရဝေယအကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ ကွန်တာကတ်တွန်း channel လေးကိုလည်း like and subscribe လေးလုပ်ပေးကြပါဦးရှင်။ ဆရာတင့်နယ်ကိုအဖကုံနယ်ဥပစိန်အမိဒေါ်တင်မေတို့က1939ခုနှစ်ဇွန်လ29ရက်1989ခုဝါဇူလ27ရက်တောက်ကြနေတွင်ပဲခူးတိုင်းပြည်ခိုင်ရွှေတောင်မြို့ကမွန်းချံကမွန်းကြုံလမ်း၌မွေးဖွားခဲ့ပါတယ်။တဦးသေးသောသားဖြစ်ပြီးငယ်နမေမှာမောင်တန်းဖြစ်ကအမိအရင်းမှာဦးဝင်းစိန်ဖြစ်ပါတယ်။ဆရာတင့်နယ်ဟာငယ်စဉ်ကရွှေတောင်မြို့အမျိုးသားထက်တန်းကျောင်းအစိုးရထက်တန်းကျောင်းနဲ့ပြည်မြို့အစိုးရထက်တန်းကျောင်းတို့တွင်ပညာသင်ခဲ့ပြီး 1934ခုနှစ်ပြည်မြို့အစိုးရထက်တန်းကျောင်းမှဆယ်တန်းအောင်မြင်ခဲ့ပါတယ်။ထိုနှစ်မှပဲရန်ကုန်တက္ကသိုလ်တွင်ဥပဇာသိပ်ပန်သင်တန်းနိုင်ဆက်လက်ပညာသင်ကြားခဲ့ပါတယ်။ဥပဇာသိပ်ပန်တန်းကိုအောင်မြင်ပြီးနောက်ဝိဇာပညာရပ်ကိုဆက်လက်လေ့လာရာ1939ခုနှစ်တွင်ဝိဇာဘွဲ့ရရှိခဲ့ပါတယ်။ ထို့နောက်1939ခုနှစ်မှ1942ခုနှစ်ထိပန်းတနော်မျိုးအမျိုးသားအထက်တန်းကျောင်း၌ဆရာအဖြစ်အမှုထမ်းပြီး1942ခုနှစ်တွင်ရန်ကုန်တက္ကသိုလ်၌ဥပဒေသင်တန်းသို့တက်ရောက်၍ပညာဆက်လက်သင်ယူခဲ့ပါသည်။ဒုတိယကမ္ဘာစစ်အတွင်းတွင်ကုန်သင်လုပ်ပြီးနောက်ပညာရေးဌာနလက်အောက်ရှိ စာပေနှင့်စာကြည့်ရိုက်ဌာနတွင်စာပြုအဖြစ်အမှုထမ်းခဲ့ပါသည်။1945ခုနှစ်တွင်ဆက်လက်ပညာသင်ရာဥပဒေဝိဇ္ဇာဘွဲ့ကိုရရှိခဲ့ပါသည်။ ထိုကာလကအင်္ဂလိပ်စစ်အုပ်ချုပ်ရေးလက်အောက်ရှိပြည်သူဆက်ဆံရေးဌာနတွင်ဆက်လက်အမှုထမ်းခဲ့ပြီး1945ခုနှစ်မှ1948ခုနှစ်ထိပြန်ကြားရေးဌာနတွင်ဘာသာပြန်ရာရှိဖြင့်ဆက်လက်အမှုထမ်းခဲ့ပါသည်။တက္ကသိုလ်မှတခင်ဝင်းစိန်ဖြင့်နိုင်ငံရေးလှုပ်ရှားခဲ့တယ်လို့လည်းစာရေးဆရာမကျူကျူသိန်းကစာပေကုံစင်ကိုမျက်ပွင့်စာအုပ်မှရေးသားခဲ့ပါသည်။စစ်အတွင်းရွှေတကုံစရမှာအခြေပြုတဲ့အစိုးရစာပေနဲ့စာကြည့်တဲ့ဌာနစိန်မှာအမှုထမ်းခဲ့ပြီး ကျောင်းသုံးသမိုင်းစာအုပ်တွေရေးသားခဲ့ပါတယ်။စစ်ပီးခေတ်မှာတကြီးကိစ္စဥက္ကမောင်ရဲ့ပြန်ကြားရေးဌာနမှာအမှုထမ်းခဲ့ပါတယ်။အဲဒီကနေ BBC အတန်လွင့်ဌာနအတွက်အမှုထမ်းဖို့အတွေ့ဝန်ဥတန်ကုလသမဂ္ဂအကူအညီနဲ့ရွေးချယ်ခံရတာဖြစ်ပါတယ်။ထို့နောက် BBC ကိုရောက်ခဲ့ပြီး1948ခုနှစ်မှ1952ခုနှစ်အတွင်းတွင်အင်္ဂလန်နိုင်ငံ BBC အတန်လွင့်ဌာနမြန်မာပိုင်းအစီအစဉ်၌ဘာသာပြန်နဲ့သတင်းထုတ်လွှင့်သူအဖြစ်အမှုထမ်းခဲ့ပါတယ်။ သူ့အရင်ကပခန့်ကြီးဥအောင်မင်းလို့သိကြတဲ့ဥအောင်မင်းပြည်ကြားရေးဌာနကနေ BBC မှာတွားရောက်လုတ်ကိုင်းခဲ့ပေမဲ့ကြာတက်တယ်သွားတဲ့အခါမှာတော့နာမည်ကြီးစာရေးဆရာ ဖြစ်တဲ့အတွက်ပို့ပြီးလူသိများခဲ့ပါတယ်နော်လန်ဒန်ကနေအနောက်တိုင်းတွေ့ကြုံတွေကိုစောင်းမဝတ္ထုတွေအလင်မပြတ်ရေးခဲ့တဲ့အတွက်ပိုထင်ရှားလာခဲ့ပါတယ်။ စစ်ပီးစာလန်ဒန်မှာစာသာတင်ကြတဲ့မြန်မာပညာတော်သင်တွေနဲ့ BBC ဝန်ထမ်းတွေကြောင်းတန်ရုံမှုရန်တွေနဲ့အပြင်မှာအလုံးလုံးတဲ့မြန်မာတွေကြောင်းကိုလည်းဆရာတင်တွေကရေးသားခဲ့ပါတယ်။အာစကုတ်ရက်ကွက်ကအိန္ဒိယမှာ စုပေါင်းနေကြတဲ့မြန်မာတွေကြောင်းနဲ့ လူနည်းနည်းပဲရှိတဲ့အချိန်ကတယောက်နဲ့တယောက်ဖေးမကြပြီးနောက်ပိုင်းမှာအုပ်စုတွေကွဲခဲ့တဲ့မြန်မာတွေအကြောင်းဖြစ်ပါတယ်။လန်ဒန်ရောက်ခါစားကရက်ဆိုင်တွေလမ်းပြပြီးစစ်ကရက်ဝဲခိုင်းတဲ့ Henry သူ့ကိုအနောက်တိုင်းအကတင်ပေးတဲ့ပုံနှိပ်ဆက်ပညာသင် Freddy Wa ကြီးသူနဲ့တူကဝဲယုံတွေတွားလေးရှိတဲ့မြန်မာလေတပ်ဘူမြန်မာပြည်မှာချစ်သူကြံခဲ့လို့အနောက်တိုင်းချစ်သူတွေကိုရှောင်းတဲ့ဒေါက်တာဝင်းလိုင်းစတဲ့လူတွေအကြောင်းကိုမြန်မာစာဖတ်သူတွေစီဆရာတက်တဲ့ဘီလက်ကပြဖို့ခဲ့တာဖြစ်ပါတယ်။ မစ္စတာနာဘီကတော့လန်ဒန်မှာစံငပိငပြရေးစတဲ့မြန်မာတွေကြိုက်တဲ့အာရှအစားအသောက်တွေအလွယ်တကူဝယ်လို့မရတဲ့ခက်ကရှာရှာပပရတဲ့ငပိကိုအင်္ဂလိပ်အင်ဂျင်မတွေ့အောင်ဖွက်ရတော့ခတ်ရတဲ့မြန်မာတွေအကြောင်းဖြစ်ပါတယ်။ကြာတင့်တဲ့အတွက်စံနဲ့ငပုတ်ပြားနဖက်ချောက်ပြင်း secret တကြားစတဲ့လန်ဒန်မှာအဲ့ဒီခက်ကရှာပါတဲ့ကုန်တွေကိုရန်ကုန်ကရှုမွဥကျော်ကသင်းမောနဲ့ပို့ပေးရတာဖြစ်ပြီးကြာတင့်တဲ့ရေးတဲ့ပေးစာကိုလည်းရှုမွကဖော်ပြခဲ့ပါတယ်။ ဆရာတင့်နယ်ဟာဒုတိယကမ္ဘာစစ်ကြီးမဖြစ်ခင်ကတည်းကအောင်ကျော်နာမည်နဲ့အပျော်ဘက်ဝတ္ထုတွေရေးခဲ့ပါတယ်။1936ခုနှစ်တက္ကသိုလ်ကျောင်းသားဘဝကပင်စာပေနယ်သို့စတင်ဝင်ရောက်ခဲ့ပြီးဆရာတင့်နယ်၏ပထမဆုံးလက်ရာမှာ1936ခုနှစ်ကရွှေပြည်ပြောစာအုပ်တိုင်းမှာထုတ်ဝေသောမရှက်လိုလားဝတ္ထုဖြစ်ပါတယ်။သို့တော့ထိုစဉ်ကကလောင်နာမည်မပါဘဲရှင်ပြပြတိုက်စာအုပ်ထုတ်ဖြင့်ထုတ်ဝေခဲ့ရတာဖြစ်ပါတယ်။1938ခုနှစ်တွင် ထုတ်ဝေသည့်တနင်္ဝင် အမည်ရှိဝတ္ထု၌ အောင်ကျော်ဟူသောကလောင်အမျိုးကိုစတင်ယူခဲ့ပါတယ်။ လန်ဒန်နယ်မှာဥရောပဘက်ထိစပိန်နဲ့ခြေဆက်ကြဖြန့်ခဲ့တဲ့ဆရာတက်လည်းဟာဗြိတိရှ်နိုင်ငံသားအဖြစ်ခံယူလို့ရပေမဲ့မြန်မာပြည်ကိုပြန်လာခဲ့ပြီးမြန်မာပြည်ကမထွက်ခင်ကတည်းကပြန်ကြားရေးကအလုပ်ထွက်ခဲ့ရတဲ့အတွက်ဆရာတက်လည်းဟာစပိန်နယ်ကိုခြေစုံပြေဝင်ခဲ့ပါတယ်ဆရာတက်တဲ့စာရီးလုတ်တဲ့ခက်ကရှုမွားမှာစာမူတပုတ်ပါခွင့်ရဖို့တော်တော်ခက်ခဲခဲ့ပြီးမောင်နေဝင်းလိုနမေကျော်စာရေးဆရာဖြစ်လာမဲ့သူလေးလည်းအပယ်ခံခဲ့ရပါတယ်ဒီလိုပယ်ပေမဲ့စိတ်မပြတ်ဘဲစိတ်ရေးဖို့ ဆရာတင့်နယ်ကသူ့ကိုတိုက်တွန်းခဲ့တယ်လို့မောင်နေဝင်းကပြန်ပြောင်းရေးသားခဲ့ပါတယ်။နောက်လွတ်လပ်ရေးခေတ်မြန်မာပြည်သူလူထုအသိပညာတိုးတက်ရေးအတွက်ဖက်ပေါင်းဆောင်ကချက်ထွင်ဖို့ဆရာတင့်နယ်နဲ့ရှုမအဖွဲ့စ조사ခဲ့ပါတယ်။လန်ဒန်ပြန်တင့်နေတဲ့ရှုမဥကျော်တို့ဟာဇေယဇော်ကြီးသဝနဇာသုံးလုံးကိုအမှုထားအောင်မလကိုတရင်တော့ကျုပ်လှုပ်စေကတရင်စာထုတ်ပြီးဖဆပလအစိုးရကိုကြိုးကင်မှုထိစိတ်ကူးခဲ့ကြတယ်ဆိုပြီးတော်ဒါဆွေကကျွန်တော်ဘဝဇက်ကြောင့်မှဖော်ပြခဲ့ပါတယ်။ 1946ခုနှစ်ဇူလိုင်လတွင်စာပရိသာမဂ္ဂဇင်းကိုဥဆောင်ထုတ်ဝေခဲ့ပြီး1948ခုနှစ်တွင်ရှုမဝရုပ်စုံမဂ္ဂဇင်းကိုရှုမဝဥကျော်နှင့်တွဲဖက်ကတာဝန်ယူထုတ်ဝေခဲ့ပါသည်စစ်ပီးစာရှုမဝမဂ္ဂဇင်းကထွက်တဲ့1948ကနေ1950ကျော်အထိနှစ်တွေဟာတည်တည်တခက်လို့ဆိုရလောက်အောင်ဝိထုတွေထွက်ခဲ့တဲ့ခေတ်ဖြစ်ပါတယ်ရှုမဝထုတ်တာလတရာပြည့်တဲ့ချိန်1955မှာ တင့်တယ်ကလောင်နဲ့စာ82ပုဒ်အောင်မြင်ကလောင်ခွဲနဲ့လည်း59ပုဒ်ရေးခဲ့တဲ့အထိရေးအားကောင်းခဲ့သူဖြစ်ပါတယ်။ ဆရာတင့်နေရတဲ့ဝိတုတိုရှိအများစုဟာအချက်ဇလန်းတွေများပြီးနိုင်ငံသားဇလန်းနဲ့ရုပ်ရှင်တွေကိုမှီညမ်းတာတွေလည်းပါပါတယ်။ဒါပေမဲ့အဖွဲ့အစည်းကောင်းသူဖြစ်လို့ဆရာတင့်နေလက်ရာကို လူငယ်နဲ့အမျိုးသမီးပြည်သက်တွေစွန့်လန်းခဲ့ကြရပါတယ်။သူစာပါတဲ့လမှာနေကစောက်ကိုစလေတွေကနှစ်ဆတိုးပြီးရှုံဝါကိုမှားကြရတဲ့အထိတင့်တဲ့ခေဖြစ်ခဲ့တယ်လို့အဆိုရှိခဲ့ပါတယ်။ဒါကြောင့်သူနဲ့ခစ်ပြိုင်တကုံတရာကတင့်နေကိုနှခန့်ဒီမလေးတွေရဲ့အသေးစွဲလို့တင်စားခဲ့တာပါ သူ့ရဲ့မှီရမ်းမြူဝတ္ထုတွေတဲကရုပ်ရှင်ရိုက်ကူးထည့်ရှားခဲ့တာတွေကဖြေလျော့ခွေထားဖို့ပြုံးချိုစတဲ့ဝတ္ထုတွေဖြစ်ပါတယ်။နောက်ဆရာတက်တဲ့ယူလာခဲ့တဲ့ရုပ်ရှင်ရိုက်နီးစာအုပ်တွေနဲ့ရှုံဝရုပ်ရှင်အစပြုခဲ့ပါတယ်။ ရှုံးကပွဲဥတဲ့လာလူငင်းငေးဟာဆရာတင့်တယ်ရဲ့ဇလန်းဖြစ်ပေမဲ့ဆရာတင့်တယ်ဟာဒရိုက်တာအဖြစ်မအောင်မြင်ခဲ့ဘူးလို့သိရှိခဲ့ရပါတယ်1948ခုနှစ်တွင်ပရိသာမဂ္ဂဇင်းထုတ်ဝေသူများတွင်တဝူးအပါဝင်ဖြစ်ခဲ့ပြီး1955ခုနှစ်အော်ဂိုလာမှာစ၍ပရိသာမဂ္ဂဇင်းကိုအမေရိကန်ပြည်ထောင်စုတို့ reader digest မဂ္ဂဇင်းပုံစံဖြင့်ဦးစီးထုတ်ဝေခဲ့သူဖြစ်ပါတယ်1969ခုနှစ်မှစ၍ဆန္ဒရုပ်စုံမဂ္ဂဇင်းစာရီးတာဝန်ကို ကွယ်လွန်သည့်အချိန်ထိထမ်းရွက်သွားခဲ့ပါတယ်။ကြာတင့်နယ်သည်1946ခုနှစ်တုန်းစာပရိသာမဂ္ဂဇင်းတွင်တင့်တယ်ကလောင်အမီကိုစတင်သုံးစွဲခဲ့ပြီးရင်းကလောင်အမီဖြင့်1948ခုနှစ်တွင်ရွှေချေငွေချေဝတ္ထုကိုပထမဆုံးလုံချင်းဝတ္ထုအဖြစ်ထုတ်ဝေခဲ့ပါတယ်။တင်တယ်ဆိုတဲ့ကလောင်မျိုးကိုရှုံဝဥကျော်ကပေးခဲ့တာတို့လဲပကြီးကိုလေးကရေးသားခဲ့ပါတယ်။တင်တယ်ကလောင်မျိုးဖြင့်ထုတ်ဝေခဲ့သောဝတ္ထုများနဲ့ချင်းနိုင်ငံ1949 ဖြေရော့ခွေ1940ခွန်ချစ်တက်လက်ဆောင်1950ကမဖလာ1951ထား1950ခွန်စသည်တို့သည်ထင်ရှားသောဝတ္ထုချို့ဖြစ်ပါတယ်တဲ့တဲ့ကလောင်မီဖြစ်ပင် ချစ်လင်1949ပြိုးရိုးချစ်တော်1959အန်ဝါနဲ့အဖိုး1964ချာလီနဲ့ယာယီ1964လဆန္နာနဲ့ချူပတ်စံ 1964ရောမာကိုအာခံသူ1965တို့ကိုလည်းဘာသာပြန်ခဲ့ပါတယ်။ဆရာတင့်နေသည့်အများအပြားအချစ်ဝတ္ထုများကို ရေးခဲ့သည့်ပြင်ဘာကြီးမွန်းကိုအဓိကဇက်ဆောင်ထား၍အစစ်နှင့်လူလက်တန်းစားဘဝတရုပ်ပေါ်ဝတ္ထုများကိုလည်းရေးသားခဲ့ပါတယ်။ဝတ္ထုရင်းဤအခြေပြ1984ကျန်းတဆောင်ကိုလည်းပြုစုခဲ့ပါတယ်။တင့်တယ်ဟူသောကလောင်အမိပြင်အမိရင်းဦးဝင်းစိန်အမိဖြင့်လည်းဒုတိယကမ္ဘာစစ်အတွင်းကစာပေနှင့်စာကြည့်တိုက်ဌာနတွင်အမှုထမ်းစဉ် အခြေပြကမ္ဘာသမိုင်းဒုတိယရွဲကိုလည်းပြုစုခဲ့ပါတယ်။အခြေပြကမ္ဘာသမိုင်းစာအုပ်ကိုလည်းပြုစုခဲ့ပါတယ်။ဆရာတင့်ရဲ့အခြားထင်ရှားသောကလောင်အမီဝါတစ်ခုမှာအောင်မြင်ဖြစ်ပြီးအောင်မြင်ကလောင်အမီဖြင့်အေးစိတ်ဟူသောအဓိကဇက်ဆောင်တယောက်ကိုဖန်တီးကဝတ္ထုတို့များရေးခဲ့သည့်အပြင်အိုဘက်ကန်ဒီမိုးဒီမီစသောဝတ္ထုများကိုလည်းဘာသာပြန်ရေးသားခဲ့ပါသည်ဆရာတင့်ရဲ့ဟာကြော်သောစိန်တပွင့် ထုံအံ့ဟူသောကလောင်မီပြားဖြင့်လည်းဝိတုများနှင့်တုဒ္ဒစာအုပ်များကိုဘာသာပြန်ခဲ့တယ်လို့သိရှိမှတ်သားခဲ့ရပါတယ်။လှပဟူသောကလောင်မီကိုသုံး၍ပကြီအမှုပညာဆိုင်ရာစောင်းဝါများကိုလည်းရေးသားခဲ့ပါတယ်။ရင်မင်းလာဥထုခေါင်ဥအတင်ချေဆရာဩဘာကလောင်မီများကိုသုံး၍လည်းစောင်းဝါများကိုရေးခဲ့ပါတယ်။ဆရာတဲ့နေသည်သူ၏တရံတစ်လျှောက်တွင်စာမျိုးစုံရေးနိုင်သော စာရေးဆရာတောက်ဖြင့်ထင်ရှားခဲ့ပြီးဆရာတက်တဲ့ဟာစာပေလောကတွင်သာမက ရုပ်ရှင်လောကတွင်လည်းထင်ရှားသူဖြစ်ပါတယ် 1954ခုနှစ်တွင်လာလူငယ်ငယ်1958ခုနှစ်တွင်ကျမအမှုပညာသည်ထာစသည်တို့ကိုဒရိုက်တာဖြင့်တာဝန်ယူရိုက်ကူးခဲ့သည့်အပြင်ဖြေလျော့ခွေအကျော်မော်ဖိုးပြောင်းချိုဇက်ကားတို့အတွက်စံညွှန်းများကိုလည်းရေးသားခဲ့သူဖြစ်ပါသည်တင့်တယ်ဤတင့်တယ်အမည်ရှိကိုရေးအထုပ်ပတိတစောင်းကိုလည်းသွေးတော်မဂဇင်းတွင်1965ခုနှစ်အောက်တိုဘာလမှစ၍1982ခုနှစ်ဧပြီလထိရေးသားခဲ့ပါသည် ဆရာတင့်နေဤထင်ရှားသောစာပေလက်ရာများမှာ ကမဖလာပန်းရောင်မြမမ်းမီမျိုးမြက်ရွှေချိတ်ငွေချိတ်ကိုပြုံးသူဖြေလျော့ခွေဖဲမွေရာဘောဝဲထားတို့ဖြစ်ကြပြီးဘာသာပြန်စာပေများမှာရောမကို အခန့်သူလေးရဟတ်နီပြို့တို့အချက်တော်ဘာသာပြန်ဆိုရလဆန္ဒနဲ့ချုပ်ပဆန်အနဝါနဲ့အဖိုးအိုအိုင်စင်ဟောင်းဝါမိုဒီဘစ်လောက်တော်မူတဲ့မှာငဲ့မာနနဲ့အာဂါဒအိုဘက်ကန်ဒစကာလက်လက်တာတို့ဖြစ်ပါတယ် သမိုင်းဆိုင်ရာစာပေများကိုလည်းရေးသားခဲ့ပြီးကမ္ဘာသမိုင်းအခြေပြုကမ္ဘာအရှေ့ပြားနိုင်ငံများခေတ်သစ်သမိုင်းအခြေပြုကမ္ဘာအရှေ့ပြားနိုင်ငံများမိခုံး90အဖြေလွယ်တို့ဖြစ်ကြပြီးတိတ်ပံသုဒ္ဓစာပေများမှာလျှက်စစ်ရာဇဝင်မွေအနွားကြီးလျှို့ဝှက်ချက်များ ြစ်တို့ဤသဘာဝသမိုင်းတို့ဖြစ်ကြပါတယ်။တချိန်ကလက်နှိပ်ဆက်စည်းမှ၃ရက်လောက်ငါပြီးစာရေးခဲ့တဲ့တင့်တယ်။ကိုပိုင်ကနဲ့ပုံနှိပ်ဆက်ရှိခဲ့တဲ့တင့်တယ်ဟာဘဝနှောင်းပိုင်းမှာအစဉ်မပြေဖြစ်ခဲ့ရကြောင်းတော်ရဆွေအောင်စိုးဗမော်တေအောင်စတဲ့ရောင်းရင်းစာပေသမားတွေက အမှတ်တရရေးခဲ့ကြပါတယ်။ ကျမကြီးချွင်းလာတဲ့ဆရာတက်လည်းဟာစေယောဂါအခုစေယုံကိုအကြိမ်ကြိမ်တက်ပြီးအရက်ဖြတ်ခဲ့ရပါတယ်။အရက်ကြောင့်ပဲစာပေပေးမှန်စုရတာကိုတက်မယူနိုင်ဖြစ်ခဲ့တယ်လို့အောင်စိုးကရောင်းရင်းရေးပေါ်များမှာရေးသားခဲ့ပါတယ်။ရရသုံးသုံးတောက်တောက်ဆဆနေခဲ့တဲ့အတွက်ငွေပေါ်ချိန်ကဒဗလင်းကိုအဲ့ဒီခေတ်ငွေတရာလောက်တန်းတဲ့မြင်းမြူဝီစကီကိုတောက်နိုင်တဲ့ဆရာတက်လည်းဟာဘိုင်ပြတ်ချိန်မှာချက်အရက်ကန်ရပေမဲ့ဝမ်းမနေဘူးဆိုပြီး ဗမော်တောင်ကကျွန်တော်စာအုပ်မှာရေးသားခဲ့ပါတယ်ဆရာတက်တဲ့ခေတ်ကုံလာခြင်းဟာမြမစီးပွားရေးကြခြင်းနိုင်ငံရေးလွတ်လပ်မှုကြဆင်းခြင်းတွေနဲ့တိုက်ဆိုင်နေပါတယ်ဒါကြောင့်စာပေတိုက်တွေကလည်းစာရေးဆရာတွေကိုအရင်လိုလုံလောက်အောင်မပေးနိုင်တော့ဘူးလို့သိရှိခဲ့ရပါတယ် ဒီလိုနဲ့တည့်ရတွေ့တော့ဥပဇုံစီဆောင်မှုကတွားထုတ်ရမှာမဖြစ်စလောက်ငွေလေးသာပေးလိုက်ကြောင်းအပြင်ရောက်တော့ဒါကျုပ်တို့ပစံနဲ့ဝယ်ထားတဲ့ကားဆိုပြီးဥပဇုံကားကိုခဲနဲ့ထုဖို့လုပ်လို့ချောမော်ခေါ်လာခဲ့ရတယ်ဆိုပြီးအောင်စိုးကရေခဲ့ပါတယ်။နောက်တင့်တယ်တန်းဆွေစတဲ့အိဒါကောင်းတွေရဲ့ဝိုင်းဝန်းမှုနဲ့ရှုမွေမဂဇင်းဟာတစ်လကိုစောင်ရီ2000လေးပါးထိဖြစ်ခဲ့ပေမဲ့လည်းငွေရင်းမရှိတဲ့ဆရာတင့်တယ်တို့စံစားဖို့မဖြစ်ခဲ့ပါဘူး။ နောက်ထပ်ဆရာတင့်တယ်ရဲ့မအောင်မြင်ခဲ့တဲ့အိမ်မက်တစ်ခုကတော့မောင်းမကန်ကန်းကြီးဖြစ်ပါတယ်။တကုံခင်ကလေးနဲ့ဗမခေဦးအောင်ခင်တို့ဖော်ထုတ်မှုနဲ့ငပလီကန်းကြီးနာမည်ကြီးခဲ့တယ်လို့မောင်းမကန်ကို အပန်းဖြေစကမ်းဖြစ်အောင်ဆရာတင့်တယ်ကကိုလေးတို့မောင်းမကန်စတဲ့ဝတ္ထုတွေရေးပြီးစော်ဩခဲ့ပါတယ်။ မောင်မကန်ကဘန်ဂလိုတလုံးကိုငွေ2005အပီပီဆီယာတစ်နဲ့ရင်းနှီးမြှုပ်နှံခဲ့တယ်လို့လဲတော်ရာဆွေကရေးခဲ့ပါတယ်။အင်္ဂလန်ကလူတွေနွေရာသီကမ်းခြေသွားနေတယ်လို့မျိုးဖြစ်လာအောင်ဆီယာတစ်နဲ့စူးစမ်းခဲ့ပေမဲ့ပြည်တွင်းမငြိမ်းချမ်းမှုအဲ့ဒီခက်ကလေရင်တလမ်းမဲရှိတဲ့အတွက် တော်လန်လာလန်မတမှုတွေကြောင့်မောင်းမကန်ကမအောင်မြင်ခဲ့တာဖြစ်ပါတယ်။ဆရာတင့်နဲ့ဟာစစ်မဖြစ်ခင်ကနာမည်ကြီးခဲ့တဲ့တက်ထွန်းရဲ့ဗရောက်ရှိုးဝဝိတ္ထုအတော်မျိုးစာအိုချုံးဝေနှုတ်ကြံအောင်ဖွဲ့တယ်ဆိုပြီးအောင်စိုးကရေးပါတယ်။ဆရာတင့်နဲ့ရဲ့စာဟာမွေးရင်းနဲ့မွေးဝင်တယ်လို့ချောကနဲ့ရှိတယ်လို့လည်းဆရာငွေဦးတောင်းကဆိုခဲ့ပါတယ်။ဆရာတက်တို့ကတော့ဆရာတက်တဲ့ဟာစာရေးမြန်ပေမဲ့သူရေးတဲ့စာတွေအတွက်ဂုံမယူဘူးလို့ပြောခဲ့ပါဗျ။ လူဘဝနဲ့နဲ့တဲ့ဝိထုစာပေတွေကိုပဲရေးချင်ကြောင်းဆရာတင့်တွေကပြောခဲ့တယ်ဆိုပေမဲ့စစ်ပီးစာမြန်မာပြည်မှာစာဘတ်သူဥယေတိုးလာအောင်မဂဇင်းဝိထုတွေနဲ့စီအောင်မယ်ဆိုပြီးဆရာတင့်တွေတို့စူးစမ်းခဲ့ပါတယ်ကိုလိုနီခေတ်မှသည်ယနေ့အချိန်ထိအောင်ထင်ရှားဆဲဖြစ်သောစာပေကောင်းများစွာကိုဖန်တီးခဲ့သူနမေကျော်အချစ်ဝိထုရေးသူအဖြစ်လူသိများသလိုကလောင်ခွဲတွေနဲ့စာဆောင်ရေးနိုင်သူရှုမွာစန္နာစတဲ့တကွန်ဆိုင်မဂဇင်းကြီးတွေကိုတီးပြပေးခဲ့တဲ့အေဒါကောင်းတယောက်အဖြစ်လဲထင်ရှားခဲ့တဲ့ဆရာတင့်တွေဟာ 1980ပြည့်နှစ်ဇန်နဝါရီ၄ရက်နေ့နေ့လယ်3:46မိနစ်တွင်ရန်ကုန်မြို့၌ကွယ်လွန်ခဲ့ပြီးကွယ်လွန်ချိန်တွင်ဇနီးဒေါ်ခင်စိန်နှင့်အတူတာသမီ6ယောက်မိ10ယောက်ကျန်ရစ်ခဲ့ပါတယ်။ဒီဗီဒီယိုလေးကိုစုံတီးကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ကျမတို့ရဲ့ကွန်တာကတ်လွန် channel လေးကိုလည်း like and subscribe လေးလုပ်ပေးသွားကြပါဦးရှင်။နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်ဆုံတွေ့ပါရစေရှင်။